Linux မှာအဲ software တွေ package တွေကို install လုပ်တဲ့အခါမှာဒီ Linux system ကြီးကဒီ software တွေ package တွေအဲ့ဒါတွေကိုဘယ်ကနေပြီးတော့သွားရှာလေဘယ်ကနေပြီးတော့ download ဆွဲလေဆွဲတာလေအဲအဲ့ဒီအကြောင်းအရာတွေကခက်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 မဟုတ်ပါဘူးအဲ့တော့အဲ့ဒါတွေကဘယ်လောက်ထိလွယ်ဘူးလဲဆိုတော့စားစရာတခုကိုကျွန်တော် food delivery ရနေပြီးတော့မှာပြီးတော့ကျွန်တော်စားတာနဲ့အတူတူပဲအဲ့ဒီ process နဲ့အတူတူပဲအဲ့တော့ပထမအဦးဆုံးကျွန်တော်ဒီအာကတ်တုန်းလေးကိုကြည့်ကြည့်ပါအဲ့တော့ပထမအဦးဆုံးမှာစားစရာဘယ်မှာမလဲမသိဘူး ပြီးလဲပြီးတော့နောက်တော့ဒီ online ပေါ်နေမြန်ယူတွေ့တယ်အဲ့တော့ပြီးလဲပြီးတော့မှသူစားကျင်တာကိုတွေ့သွားတယ်အဲပြီးလဲပြီးတော့မှသူဖုန်းဆက်ပြီးတော့မှာတယ်အဲအဲ့အချိန်မှာပြီးလဲပြီးတော့မှ delivery လာပို့တယ်ပြီးတော့မှသူကောင်းကောင်းစားတယ်ပေါ့နော်အဲ့တော့ဒီဒီလိုအဲ့လိုမျိုးပဲကျွန်တော် linux system တွေမှာလေဒီဒီပုံစံတိုင်းပဲကျွန်တော်တို့ software ရာဘယ်ရန်နေ download ဆွဲလေဒီမှာတော့ရှာလဲဆိုအတူတူပဲအဲ့တော့ကျွန်တော်ကြည့်ကြည့်အောင်အဲ့တော့ပထမဆုံးမှာသူ install လုပ်ရှင်တဲ့ package ကိုမတွေ့ဘူး အဲအဲ့မှာပြီးလိုက်ပြီးတော့ repository တခုကို install လုပ်လိုက်တယ်အဲ repository ကို install လုပ်လိုက်နောက်မှာသူကအဲ့တွင်းကျင်တဲ့ software ကိုတွေ့သွားတယ်အဲသူမို့ package ကိုတွေ့သွားတယ်အဲပြီးတော့မှသူကဒီ package manager ကနေပြီးတော့မှသူကအဲ့ဒီ software ကို install လုပ်ပါဆိုပြီးကျွန်တော်တို့က comment လေးရိုက်လိုက်တယ်ရိုက်လိုက်ရိုက်လိုက်တော့အဲ့ဒီ package တွေကိုအဲ့ repository ကနေပြီးတော့ download ဆွဲတယ်ပြီးလိုက်ပြီးတော့ကျွန်တော်တို့ install လုပ်လိုက်တယ်။ install လုပ်ပြီးတော့ကျွန်တော်တို့အဲ့ software ကြီးအဲ့ package တွေကိုကျွန်တော်တို့အသုံးပြုတယ်။အဲ့ဒီလိုမျိုးပဲပေါ့နော်။ အဲ့တော့အဲ့ဒါလေးကိုကျွန်တော်တို့ demonstration လေးနဲ့ကျွန်တော်ကြည့်ကြည့်အောင်ပထမအဆုံးမှာကျွန်တော်တို့ twin ကျင်တဲ့ package လေးကိုရှာကြည့်ကြည့်အောင်အဲ့တော့ကျွန်တော်တို့ရှာလို့မတွေ့ဘူးရှာလို့မတွေ့တဲ့အတွက်ကျွန်တော်တို့ကျွန်တော် repository twin လိုက်မယ်အဲ့တော့ဒီ send us မှာဆိုရင် epl ဆိုတဲ့ repository ကို twin မှာအဲ့ဒါဆိုရင် package ဒီများများပို့ပြီးတော့သုံးလို့ရမှာပေါ့နော် ဲ့တော့ repository သွင်းပြီးသွားပြီအဲ့ဒါကြောင့်ကျွန်တော်တို့ကျွန်တော်သွင်းခြင်းနဲ့အဲ package လေးကိုကျွန်တော်သွင်းလို့ရပြီပေါ့ပက်ကေ့ချ်လေး install လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့အဲ့ package ကိုကျွန်တော်သုံးလို့ရပါပြီ။ဒါကအာဒီမှာဘာတွေဘလို့ဖြစ်သွားလဲ အဲဒီဟာကို package ကိုဘယ်လိုမျိုးတွင်းသွားလဲဆိုတဲ့ဟာတော့ကျွန်တော်ပထမဦးဆုံးကပြောခဲ့တဲ့ process တွေနဲ့အတူတူပါပဲအဲ့တော့ live from orca ကို app ကြရတော့ကျေးဇူးတင်ပါတယ်